အလုံးမင်းမင်္ဂလာပါစေချင်တာချင်းကိုကြမ်းမချင်းနဲ့ပြေဆုံးနိုင်ကြပါစေဒီနေ့ထိုင်းရွှေသေးရတော့မနေ့ပိုင်းမှာ450အတန်နဲ့ဈေးပွင့်သွားပါပြီဒီနေ့က16ရက်နေ့လေးလပိုင်း2020နဲ့5ခုနဲ့မနေ့ပိုင်းထိုင်းရွှေသေးကတော့450တက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲသေးဆိုင်ကရောင်းနေသေးက9650ဆိုင်ကလက်ခံနေသေးကတော့9550လက်ဝိညာဉ်နိုင်ဈေးနှုန်းတို့ရတော့ဆိုင်ကရောင်းနေသေးက9250ဆိုင်ကလက်ခံနေသေးက9619.16ဒသမ2လေးနဲ့ပေါက်ဈေးရှိပါတယ် ကဘာရွှေတအောင်စားကိုဒေါ်လာ3283.53ညနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှန်ငွေ33.38နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ 96.5ခန့်လို့ရှယ်တိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခ100ရှိပါတယ်လက်ခအပီးစီတိုင်းရွှေခဲတပတ်သားကို9150ဈေးနဲ့ပေါက်ဈေးရှိပါတယ်ဆိုင်ကလက်ခနယ်ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9550ဈေးနဲ့ပြန်ပြီးတော့လက်ခမှာပါလက်ဝရန်တိုင်းလက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ဒီရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခန့်လုံးပြတ်ပြီးတဲ့ပြင်ကို ၄၈900ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ် လက်ရှိမှာလည်းထိုင်းရွှေဈေးတွေကတော့တက်နေတာဖြစ်ပါတယ်။ရှိမှာလည်းကမ္ဘာရွှေဈေးကတက်ဖို့လားလားရှိနေပါသေးတယ်။ကမ္ဘာရွှေတက်မယ်ဆိုရင်တော့ထိုင်းရွှေကလည်းဆက်လက်တက်ဖို့လားလားရှိပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေကတော့အခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်။ထိုင်းရွှေခဲကိုစိတ်ဝင်စားလို့ဝယ်စုခြင်းနဲ့ဆိုရင်လက်ခဈေးတက်တာတဲ့နေရာကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကစကွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်က200ငါးပတ်သားဒီဝယ်မယ်ဆိုရင်တစ်ခါအကုန်ကြမရှိပါဘူး။ ထိုင်းရွှေစင်ငွေစည်းတွေကိုမြန်မာတင်ပေးပါတယ်ထိုင်းရွှေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပြီးရှင်နိုင်ကြပါစေ